မင်္ဂလာပါရှင်။ရှင်ကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့ဘူထရောင်ခရိုင်ရဲတပ်ဖွဲ့မှုခရိုင်တွင်းရှိမြို့နယ်ရဲတပ်ဖွဲ့မှုများနဲ့တပ်ဖွဲ့ဝင်များတရားရှိတောင်စီတော်နယ်လန်းအတွက်အလူငွေပေးရလူဒန်းနေတဲ့တင်ဖြစ်ပါတယ်။ရှင်ကုံတိုင်းဒေသကြီးဘူထရောင်ခရိုင်တာကိတမြို့နယ်တရားရှိတောင်မဟာဗောဓိဆွေတော်ရှင်စီတော်တွင်ရဟန်းရှင်လူပြည်သူများရာသီဥတုတန်ကင်းဝေး၍စိတ်အေးချမ်းသာစွာမြတ်စွာဘုရားရှင်အားဖုံးမြတ်ကြည်ညိုနိုင်ရန်အတွက်စီတော်ရှင်မြင်တွင်နယ်လန်းများတည်ဆောက်လျက်ရှိပါတယ်။ အခုလိုနယ်လမ်းများတိဆောက်ရမှာနိုဝင်ဘာ18ရက်မွန်လွဲပိုင်းကစေတော်ဗန္နာတော်ထိန်ကောပကအဖွဲ့ယုံတွင်ဗုဒ္ဓထောင်ခရရဲ့တပ်ဖွဲ့မှုဒုတိယရဲမှူးကြီးလာဖုံကျော်ဗုဒ္ဓထောင်မြို့နယ်ရဲ့တပ်ဖွဲ့မှုရဲမှူးကြီးစင်တဲ့တပ်ဖွဲ့ဝင်များဒေါ်ဘုံမြို့နယ်ရဲ့တပ်ဖွဲ့မှုရှာရဲမှူးသိန်းစော်လိုက်နှင့်ရဲတပ်ဖွဲ့ဝင်များ မင်္ဂလာတောင်ညွမြို့နယ်ရဲတပ်ဖွဲ့မှရှားရီရဲမှုမြင့်ခင်နှင့်ရဲတပ်ဖွဲ့ဝင်များပစံတော်မြို့နယ်ရဲတပ်ဖွဲ့မှရှားရီရဲမှုချစ်ဆွေနှင့်ရဲတပ်ဖွဲ့ဝင်များတာကိတာမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုညွဝင်နှင့်ရဲတပ်ဖွဲ့ဝင်များကဆယ်ပေဆက်တပီနယ်လန်းတခန်းလင်း9သိန်းချက်စီနှင့်စစ်စုပေါင်းနယ်လန်း6ခန်းအတွက်စစ်စုပေါင်းငွေချက်42သိန်းကိုခရိုင်မြို့နယ်ရဲတပ်ဖွဲ့လိုက်ပေးရလူတန်းရာဇေရောဘန္နာရိုထိန်ကုပ္ပကအဖွဲ့မှလက်ခံရယူခဲ့ပြီးစစ်တောင်းမြေတားဖို့ဂျေစုတင်စကားပြောကြားကဂုံပြူမတန်လွန်များပြန်လည်ပေးရကြောင်းသိရပါတယ် ရှင်ဒီသတင်းကိုတော့တဲထက်စင်ကပြပူလာတာပါ